ကြက်အချိန်ကြောင်းနေတိုင်း1984ခုနှစ်က Writer Mountain ဥရိုက်ကူခဲ့တဲ့ကြက်မိုးရုပ်ရှင်စကားကိုယနေ့ထိတိုင်ပြန်လည်တန်းတားကြသူတွေအများအပြားရှိနေစေဖြစ်ပါတယ်။ ြံမိုးရုပ်ရှင်ဇာတ်ကားဟာ1950ခုနှစ်တဝိုက်ကမန္တလေးမြို့မဟာတကြံပွဲတော်နဲ့1980ပြည့်နှစ်လွန်ကာလတွေကတကြံပွဲတော်အကြောင်းခင်းနှက်ခက်ကိုနောက်ခံထားပြီးတသက်စအမှုပညာရှင်တွေနဲ့ Writer Mountain ဥရိုက်ကူးခဲ့တာကိုမန္တလေးရှိမြေရုပ်ရှင်ကဖြန့်ချိခဲ့တာပါ။ မပြည်သူပြည်သားတွေရဲ့ရှင်နဲ့မှာရှင်နေ့တိတိုင်ဆွဲလန်းစေခဲ့တဲ့တချံမိုးရုပ်ရှင်စကားကြီးကိုဘယ်လိုအစပြုဖန်တီးခဲ့သလဲဆိုတာတချံမိုးရုပ်ရှင်စကားကိုဖန်တီးခဲ့ကြသူတွေနဲ့တွေ့ဆုံမေးကြည့်ပြခဲ့ပါတယ်။တချံမိုးရုပ်ရှင်စကားထဲမှာတထွေးဆိုတဲ့ဇက်ကောင်နာမည်နဲ့တရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီဥစဉ်ဝိုင်းကအခုလိုပြန်ပြောင်းပြောပြပါတယ်။အဲဒကြမုစာကာရဲ့တဒေဒီဘယ်မှာစတယ်လဲလို့ပြောမယ်ဆိုရင်အဓိကဖန်တီးသူဖြစ်တဲ့ဆရာဦးတင်ဦးဒါရိုက်တာမောင်တင်ဦးပြီးတော့ကိုဟန်တင်လို့ခေါ်တဲ့အဲဒေါက်တာဘသူလဲတချင်းဆိုခဲ့တဲ့ကိုဟန်တင်ကိုဟန်တင်ဆိုဒီမှာဒကြမုစာကာထဲမှာလည်းပါပါတယ်။အဲမိနွယ်ရဲ့အကူပေါ့ drum တီးတဲ့နေရာကပါပါတယ်။ပြီးတော့ကျွန်တော်ကျွန်တော်တို့ဒီတခြားဇာတ်ကားတွေတွားရိုက်ကြတဲ့အခါမှာ네ကိုတွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဟိုညယထာတွဲနဲ့အိတ်ဆင်တွဲနဲ့တွားတဲ့အခါမှာကျွန်တော်တို့ဆရာတပည့်တွေကမအိတ်ကြပဲနဲ့စကားတွေပြောပါတယ်။ဒါအပြင်ဆရာဥတင်ဦးစံကြောင်းမှာနေစဉ်ကာလသူ့ရဲ့ဝရန်တာရှိပါတယ်ပေါ်တာအဲ့ဝရန်တာပုံမှာကျွန်တော်တို့ဇက်တွေပြောကြပါတယ်။ပြောတဲ့အခါမှာတကြံမိုးရဲ့တတိယအဲ့ဒီမှာတဲတာပါ။အာရောရေတပင်စင်မြန်းတင်ဆွမ်းရင်သေးတမ်းပြိုင်တွင်ပျော်ပျော်ရွှင်ရွှင်ငွေငန်းမောင်းခဲ့တဲ့စီရန်သာရင်အတီးကတော့ကာလာတော့ကောင်းကောင်းပြုံးရွှင် ဂျမ်ဘွားတော့ကျွန်တော်ဟိုဒကြမ်းမာလေငငယ်တည်းကအဲလူငယ်တယောက်နေပေါင်ခဲ့တာအဲ့ဒီကနေပြီးတော့ဟိုဒကြမ်းနေဆက်ဆက်ပြောင်းလာတဲ့ခါကျတော့လေနောက်ဆုံးမေ့ကြတော့အဲ့ဒီတဲ့နှစ်တိုင်းမှာဒီမြမ traditional တခုပေါ့ဒကြမ်းဒကြမ်းဆိုတဲ့ဟာအဲ့ဒါကို dramatize တခုထည့်ပြီးတော့လေအဲ့ဒီ documentary dramatize တခုလုပ်မယ်ဆိုရယ်ဇလန်းလေးအတွေးခေါ်လေးပေါ့

အဲတခုခုထီတော့ရောက်နိုင်နေပေါ့ဗျာဆိုတော့ကျွန်တော်က traditional လည်းဖြစ်နေတယ် music တွေလည်းပါနေတယ်သံဃာယုံမင်းသူတို့အတွင်သူမျိုးတင်တူလာလာပါရဲ့ယုံမင်းမျက်ထားချူအတွင်မှာစုံမနာမယ်လို့မြင်းတွေကချူချာသူပြူနှစ်ပေါင်း30ရှိပြီဖြစ်တဲ့တကြံမိုးရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက်အခက်ခဲများစွာလဲကြော်ဖြတ်ခဲ့ရပါတယ် ရှူတင်မန်နေဂျာ၃ဦးရှိပါတယ်။စားရိုက်ပြီဆိုတာတဲ့ကွာရှူတင်ကတဲလို့မရဘူးပြ။ကြကြံမကြခင်ကြကြံကြတဲ့ဘိုင်းကတော့ဘာကိုရိုက်ကြသလဲဆိုတော့58ခုနှစ်အပိုင်းကိုရိုက်တာများပါတယ်။58ခုနှစ်ချိုဟာဘူးမန္တကမှာလာပြီးတော့မှဥနေအောင်နဲ့မြို့မအဖွဲ့သားများဒီဘက်ကနေတော့ခင်ရင်ထားနဲ့ချိုဟာဘူးအဖွဲ့တွေကကြကြတော့မယ်။အနောက်မှာလည်းဦးလင်းအောင်အပါဝင်ထိုခိကကဲ့သို့ဝစ်စားစီရင်ထားတော့စပို့ရှက်နယ်တို့ဘာတို့ညာတို့ဟာဝေယန်ရှက်နယ်တို့ဝစ်စားစီရင်ထားတော့ဂျေကန်နဲ့လန်လိုပါနဲ့ကာဗနစီ လူပနေရဗရောက်ပန်းကြောင်များအုံးလက်များ စီပိုင်းများစင့်အိုးများငွေဖလားများ ပြီးတော့တပြေးကက်များဓာတ်အပြင်ရွှေချီခြင်းများစသဖြင့်ပစ္စည်းပစ္စည်းအပေါ်အမြောင်များစွာပါတကယ်တမ်းစီးပေါ်ရောက်လိုက်တဲ့အခါကျတော့ဟိုဟာမစုံတာနဲ့ဒီဟာမစုံတာနဲ့ဥဒင်ကဖြတ်တယ်မရိုက်ဘူး1984 April 2ရက်နေ့မှာမှတ်မိတယ်အဲ့ကောင်မွေးရိုက်တာဆိုတော့ကျွန်တော်ကရှေးအဲ့ကောင်မွေးဆိုတော့ ကျွန်တော်တို့ရဲ့ဟိုလူကြီးတွေရဲ့မိတ်ဆွေတွေရှိတယ်။ရှေးတုန်းကဝတ်စားစီရင်မှုတွေနဲ့အဲ့တော့လူကြီးတွေလည်းအမှတ်တရပါရင်တော့ကျွန်တော်ဖိတ်တယ်။ရှေးဝတ်စားစီရင်မှုတွေလာခဲ့ပါဖိတ်တော့လာကြပါတယ်။ဒါပေမဲ့ရိုက်တဲ့နေရာကကျွန်တော်တို့လူထင်းရတာတော်တော်ခက်တယ်။ဘာလို့ဆိုတော့မင်းသားမင်းသမီးတွေပါတယ်ဆိုတော့လေလာကြည့်ရတဲ့အချိန်မှာအဲ့ဒီရှီရှူတင်ကမရေဖြူပြက်သွားတယ်။ကျမ်းမိုးရုပ်ရှင်လို့ပြောကြရင်မန္တလေးမြို့နဲ့ခွဲခြားမရတဲ့ နှစ်60နီးပါးရှိနေပြီဖြစ်တဲ့မြို့မအဖွဲ့ကြီးရဲ့ပုံရိပ်ကိုလှစ်ဟပြခဲ့တဲ့ဇာကားလို့လည်းပြောကြပါဗျ။တချံမိုးဇာကားတွေကတချင်းတွေဟာဇလန်းတွေဖြစ်နေသလိုဇလန်းတွေဟာလည်းတချင်းတွေဖြစ်နေခဲ့တယ်လို့ဖန်တီးခဲ့ကြသူတွေကပြောပါဗျ။တချံမိုးဇာကားတွေကဇဝင်တချင်းတွေကိုဘယ်သူတွေက ဖန်တီးခဲ့ကြပါသလဲ။ဘလို့ဖန်တီးဖြစ်ခဲ့ပါသလဲ။ မန္တလေးမြို့ဟာတမိုင်းအမွေနှစ်ကြီးမားသလိုပဲတကြံမိုးစကားကိုလည်းမန္တလေးမြို့တဝိုက်ကအတုမရှိရွှေကြောင်းရွှေကြက်ကြဖျားတောင်တမန်အင်းရင်းနီမြောင်မဟာမြတ်မုန်ဤဖျားကြီးစတဲ့တမိုင်းအမွေနှစ်အဆောင်ရောင်တွေကိုထင်ပေါ်အောင်ရိုက်ကူးခဲ့နိုင်တဲ့အတွက်ကြီးစုသူချင်းနဲ့မှမြင့်မြနိုင်အောင်ဆွဲလန်းခဲ့တဲ့စကားဖြစ်ပါတယ်ခိနှစ်ခိကိုအခြေခံပြီးရိုက်ကူးခဲ့တဲ့ကံဝင်မြောက်ဇကားတကားလို့ပြောမယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး ဂျံမိုးရုပ်ရှင်ဇာတ်ကားလေးကဇာဝင်သချင်းတွေဖြစ်တဲ့နှစ်ကိုယ်သူချစ်သမျှအမှုပညာပန်းတိုင်းဒူပိုဒူပိုရွှေမဲမာလာဒဂျံမိုးစတဲ့စတဲ့သချင်းတိုင်းဟာဇလန်းတွေဖြစ်ခဲ့တယ်လို့တင်စားကြပါတယ်ဒီတည်ချင်းတွေကိုဆရာမျိုးမကြီးဆရာမျိုးမကိုပေါ်နဲ့အစ္စလီမောင်မောင်တို့ကဖန်တီးခဲ့ကြတာပါမင်းလာဆောင်တဲ့ဆိုချက်ပေါ့ညွေးချိုချက်ပေါ့ရေဘာရင်းနဲ့မင်းလေးဆိုပါကွာ ထူကြမှုသူကြီးရဒီဇာမှုရိုက်တဲ့ခါကျမှအမှတ်မှတ်မဲ့ဒီဟာကိုကြီးပြီဒါပဲဆိုတော့ပြေးလိုက်တဲ့ခါကျတယ်ဒါကပေါက်သွားတဲ့ခါကျမှအဲ့ဒီကျမှဘာလာပေါ်တော့ကျမပေါက်သွားတော့ကျော့ရဲ့ငငယ်ကဖြစ်ခဲ့တယ်ဘူးအမိရာပေါ့အမိရာဖြစ်တယ်နဲ့အဲ့နဲ့လာခဲ့တယ်သူတို့ညီအောင်နဲ့ခြေလမ်းမဲ့ဖြစ်တဲ့ပုံစံလာခဲ့တယ်သူတို့ပုံစံနဲ့လာခဲ့တယ်စတော့တတိမြောက်ပါဘူးဒီငွေရောင်အတွက်ရေးရတယ် အဲ့ဒါလာရုပ်နဲ့ကြည့်တော့ဒါလာခဲ့တော့အဲ့ဒီမှာကျွန်တော်နည်းနည်းကိုကြည့်တဲ့မှာမဟုတ်ပါဘူးဗျာငုံးနေရတော့မကြည့်ပါဘူးတက်ကကြည့်ကျမ်းမိုးရုပ်ရှင်ကိုအဖြူမဲကလည်းစေးအောင်ဆုံးခေပြောင်းစနစ်ပြောင်းဤပညာအပြောင်းလဲကာလမှာရိုက်ကူးခဲ့တာပါ ကာလာခုခက်လိုမျိုးကျွန်တော်တို့ကကာလာကော်ရက်ရှင်သွားလုတ်တာလို့ပို့သွားလုတ်တာလို့လုံးလုံးမရတဲ့အတွက်သူဖီလ်တာတွေကိုဆန်းပါတယ်ဘယ်အချိန်မှာဘယ်ဖီလ်တာနဲ့ရိုက်လို့ရှင်တော့ဘလို့ပုံစံထွက်တယ်ဆိုတော့ဒီ result တွေကိုသူဆန်းတတ်နေပါတယ်ဘယ်သူနဲ့ဆန်းတတ်တယ်လဲဆိုတော့သူ့ရဲ့တွဲပေါ်ရဲပေါ်ရဲပဲဖြစ်တယ်ကွယ်လွန်သွားပြီဖြစ်တယ်ထပ်ဆင်အကယ်ဒမီချင်းမင်းလူဥတင်ဦးရဲ့လက်တွဲပေါ်ပါရဲပေါ်အလွန်ကင်မရာကိုယူသွတ်တဲ့လူပါအခုချင်းမင်းလူရခဲ့သမျှစုအတော်များများအားလုံးနှိပါးသည်လေဥတည်ုံနဲ့ရခဲ့တာပါအဲ့တော့ သူတို့ဒီဟာကိုစမ်းတက်ပြီးတော့မှခြေနဲ့ပြီးဆိုတဲ့အခါကျတော့မှဒီကားကိုရိုက်ဖို့ပြင်ဆင်တာပါဒါကင်မရာအပိုင်းဆိုချယ်လီလန်စင်ပါတီခင်မှာဆေးရောင်စုံဖလင်ကိုရဖို့အခက်အခဲရှိသလိုစင်စာဖြတ်ကျော်ဖို့ကလည်းမလွယ်ကူလာဘူးလို့ပြောပါတယ်။မင်းကလေးရဲ့ယောက်ျားလေးစကလုံး ထက်မပြောရဘူးလို့ပြောတာပေါ့ဒါပေမဲ့ပြောတဲ့လူကတခြားပါလူရဆွဲတွေ့လိုက်တော့ခွင့်ပြုမဲ့လူတွေကအဲ့ထက်မှကိုအငင်းကုန်ဖြစ်ကြတဲ့စင်ဆာဘိုးတဲမှာကကျွန်တော်တို့ပူလေးလိုလိုနေတဲ့ဝင်ကြီးတွေလူဝင်ကြီးတွေပါတယ်သူတို့ကလည်းဟိုကျွန်တော်ဒူမတွေကကျွန်တော်တို့ပြောတာအညာပြောတယ်မန်လေးပြီကျွန်တော်ပြောမှလည်းသိတယ်ဒါမှခွင့်မပြုဘူးအဲ့တော့ဘာလုပ်လဲဆိုတာတော့ကျွန်တော်လည်းတိတ်စဉ်းစားမနေတော့ပါဘူးကိုယ်မပြူတာပဲရှိတော့ ဂျမ်မိုးကိုဝိုင်းဝန်းဖန်တီးခဲ့ကြသူတွေအချို့ဟာဒီနေ့အချိန်မှာတော့တက်ရှိထင်ရှားမရှိတော့ပါဘူး။ဒီဂျမ်မိုးကိုအဓိကဖန်တီးခဲ့ကြသူတွေဟာ သူတို့ပါဝင်ခဲ့တဲ့ဇက်ကွက်ဇက်အိမ်တွေတမန်းဝင်နေရာတွေဒီဂျမ်မိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသတိရနေစေလို့ပြောပါရတယ်။ဒီဂျမ်မိုးကိုဖန်တီးခဲ့ကြသူတွေဘာတွေပြောစရာရှိမလဲ။ဒီဂျမ်မိုးခြံထားခဲ့တဲ့ပုံရိပ်တွေကဘာတွေပါလဲ။ ွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကဖန်တီးခဲ့တဲ့တကြံမိုးဟာအဲ့ဒီအချိန်ကမန္တလေးတကြံရင်ကျင်းမှုအနှစ်သာရကိုဖော်ထုတ်နိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ခဲ့တဲ့အပြင်တကြံမိုးတွေကသချင်းတွေဟာအမြဲတမ်းမယိုးနိုင်တဲ့သချင်းတွေဖြစ်ကြံရစ်ခဲ့ပါတယ်။အဲ့လိုဖြုတ်ဖို့အတွက်တကြံမိုးဖန်တီးကြသူတွေဟာလာပေါင်းများစွာအချိန်ယူပြင်ဆင်ရိုက်ကူးခဲ့ကြတာပါ။အဲ့ဒါအမှုညာဇံပဲဗျ။နော်တကြံမိုးအောင်မြင်မှုပါ။ဒီမှာပါဝင်တဲ့လူတွေစပြီးတော့တည်တဲ့လူတွေဇံကလေအမှုဇံကဒီပေါ်မှာ တအားစိုက်ဝင်သွားတော့ဇက်ကားမှာဥညဉာဝိညာဉ်တွေပို့ပြီးအားကောင်းတာပေါ့ဥညဉာဇံအားကောင်းနေနောက်ကကျတော့အားလုံးပေါ့နော်တချင်းလေးတွေရောတကြံနဲ့လိုက်ဖက်တယ်ဟောဒါနောက်တော့ဒီညီမရိုးရတကြံထိမ့်သိမ့်ရေးပေါ့ညီမရေးမှုထိမ့်သိမ့်ရေးအနေနဲ့ဒါလေးကိုလက်ဆင့်ကမ်းပဲနှစ်တိုင်းထိတိုင်းလွှင့်ပေးခြင်းအပြင်တက်နိုင်တယ်လို့ပေါ့ဒီနေ့တကြံလူငယ်တွေပေါ့နော်အဲအဲ့ဒါလေးပေါ်မှာအဲစိတ်ချနှူးမှုတွေတခုရအောင် ဒီကြံလာတိုင်းလာတိုင်းဒီကြံမိုးကလွင့်ပေးနေတာဟာတော့ကောင်းတဲ့အစီအစဉ်လေးပါပဲရတယ်ဒီကောင်ဒီနေ့တော့ပြတ်နာတာဟောငါတို့ကတော့မြင်တယ်မလားသာသာနာနာဒီကြံမိုးဒီကြံလွယ်ခြင်းနဲ့လူအဖေလို့တဲ့လူကမလဲရဘူးဆိုပြီးတော့စုလိုက်တော့ကားလို့တဲ့လူကလည်းစိတ်ညစ်နေထိုင်တာပေါ့နော်ထိုင်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့လေပြီးကုတျော်လေးကြံရင်ခဲ့တယ်ဆိုပြီးတော့ကုတီဒရန်ကားကြီးရထွက်သွားပြီကုတီစိတ်မကောင်းတဲ့ဇင်ဝိုင်းကြံရင်ခဲ့တယ်ဆိုအဲ့ခါလေးတော့ကျွန်တော်သဘောကျပါတယ် တကြံညီမဖတ်စုရည်တို့တကြံမိုးဆိုတော့เนาะဒီကဗျာလေးလည်းပါတယ်နောက်ပြီးတော့တကြံမိုးတချင်းလေးရယ်ခုထိရောက်ရောက်လူရောက်ပေါင်းများစွာဆိုကြည့်ရပြီးပါပြီရှာအင်းစလီမမောရေးခဲ့တဲ့အရှင်လေးဆိုပါတယ်လူတွေလည်းအချိန်ချင်းနဲ့နားထောင်ကြပါတယ်တကြံမိုးစကားကိုလည်းအချိန်ချင်းကြည့်ကြပါတယ်တကြံမိုးဒီဘသူလဲကျွန်တော်ပြန်မေးတယ်တကြံမိုးဒီပွဲဖြစ်တဲ့မိုးမဟုတ်ဘူးဖရာဘူးလေးတွေပွင့်ဖရာပန်းတွေပွင့် ဖြန့်တက်တယ်မဟုတ်ဘူး။တကြံမိုးသည်ကွယ်လွန်သွားပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အကိုကျွန်တော်တို့ရဲ့ဆရာလည်းဖြစ်တဲ့ရုပ်ရှင်တရုပ်ဆောင်အဆိုတော်တကြံမင်းသားကြီးကျွန်တော်တို့ကချစ်စနိုးဥတာလို့ခေါ်တဲ့ကိုဇော်ဝမ်းပါခင်ဗျာ ဂျမ်မိုးရုပ်ရှင်ဇာတ်ကားဟာပြည်သက်ရဲ့ဂျင်းထဲမှာဆွဲကြံခဲ့သလို1985ခုနှစ်ရုပ်ရှင်ထူးချွန်စုပွဲဝဲမှာဂရိုက်တာစုဓာတ်ပုံစုနဲ့ဇာတ်ကားစုဆိုပြီးစုသုံးစုကြားရှိခဲ့ပါတယ်။အဲ့ဒီချိန်ကသာတိဂီတာထူးချွန်စုပေးမယ်ဆိုရင်ဇာတ်ကားတစ်ခုလုံးရဲ့ဝိညာဉ်လို့ပြောလို့ရတဲ့အားကောင်းတဲ့ဂီတပံ့ပိုးမှုတွေကြောင့်ဂီတထူးချွန်စုအတွက်ထဲသွင်းစဉ်းစားခံရနိုင်တဲ့ဇာတ်ကားဖြစ်ခဲ့တယ်လို့လည်းပြောကြပါတယ်။ဂျမ်မိုးဇာတ်ကားကိုဝိုင်းဝန်းဖန်တီးခဲ့ကြပြီး ကွလွန်သွားကြသူတွေကိုတကြံရောက်လေတိုင်းတန်တာသတိရလွမ်းဆွနေကြဆဲဖြစ်ပါတယ်။တကြံမိုးဇက်ကားကိုဖန်တီးခဲ့ကြတဲ့လူတွေတဲကတချို့လည်းကွလွန်ဒိမ့်မှသွားကြပါပါတယ်။တဲ့ခုနပြောတဲ့ကျွန်တော်တို့အကိုရှာဥတာပြီးတော့ခုနဥညီတို့ကကွလွန်ဒိမ့်မှသွားပါပြီခင်ဗျာမရှိတော့ပါဘူး။ပြီးတော့တကြံမိုးတချင်းချင်းလေးတွေကိုအတူတူဆိုရအောင်လို့နော်အင်းစလီမောင်မောင်ကွလွန်ဒိမ့်မှသွားပါပြီ။ ဒါအပြင်ဂီတာမူဥဇော်မျိုးထုတ်ွယ်လွန်ဒိမ့်မခဲ့ပါပြီ။နောက်တစ်ခါမနေ့တနေ့ရတင်မဲကျွန်တော်တို့ရဲ့ဆရာတီးဖြတ်တကြံမှုရဲ့တီးဖြတ်ဥသ္စာခေါ်ဥမြင့်ခိုင်ွယ်လွန်ခဲ့ပါပြီ။ပြီးတော့ကယ်ရီမယားရှင်ကိုအေးသိအချင်းမင်းွယ်လွန်ခဲ့ပါကျွန်တော်အရန်တရိယာ ောက်တိုင်းမြောက်တိုင်းကျွန်တော်ကဒီတရားမိုးကိုလေစကားလေးကိုကြည်ညာပြင်ဒီနေ့လူငယ်တွေနော်ဟောတရားရဲ့ယတမပြောက်ဖင်းနဲ့ပျော်ရွှင်နိုင်ကြပါစေပျော်ရွှင်ကြအောင်နော်တရားကိုဆင်နွှဲကြပါစေဆိုတဲ့ဟာလေးပဲကျွန်တော်ပြောချင်ပါတယ်